Hello. ဟုတ okay, ်ကဲ့မင်္ဂလာပါ။ဒီနေ့ကျွန်တော်ပြောပြမှာတော့ဒါတိပ်ပြီးသားလူတွေလည်းများပါတယ်။အဲမတိသေးတဲ့တငယ်ချင်းတွေအတွက်ယူရပါတယ်နော်။ Okay. ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီမှာ PC မှာပေါ့နော်။ကျွန်တော်တို့ဖုန်းထဲမှာတုံးတဲ့ Piper software ကို ကျွန်တော်တို့ဒီမှာကွန်ပျူတာအတွက်ထွက်ပေါ်လာပြီဖြစ်ပါတယ်။အဲ့ဒီထွက်ပေါ်လာတဲ့ software လေးမှာ ချို့တငယ်ချင်းတွေ install လုပ်ပြီးသွားလို့ရှိရင်မြန်မာစာမပေါ်တဲ့ပြဿနာလေးတွေကြုံရတွေ့ရတာပါတယ်အဲ့တော့မြန်မာစာမပေါ်ဘူးဆိုတော့ကျွန်တော်ကျွန်တော်တို့ကသူ့ကိုမြန်မာစာပေါ်အောင်ဘယ်လိုမျိုးလုပ်မလဲပေါ့ဗျာအဲ့ဒီအပိုင်းလေးကိုကျွန်တော်ရှင်းပြပေးမယ်နော်အဲ့တော့အရင်ဆုံးဒီမှာ Viber software လေးကို down လိုက်ပါနော်ဒီမှာ Viber CS ဆိုတာရပြီဆိုရင် Viber CS နဲ့ဖွင့်မယ်ပြီးရင် yes ကိုနှိပ်မယ် okay နော်ဒီမှာနောက်ထပ်သူထပ်ပေါ်ပေးလာမယ် asset store ဆိုတာကိုနှိပ်မယ် โอเคเนาะဒါမှဒါဆိုသူ install လုပ်နေပြီ install လုပ်နေပြီဆိုတော့ကျွန်တော်တို့ define လေးဒီမှာဒီဟာ default လေးပေါ့เนาะ default လေးကိုကျွန်တော်တို့က copy ကူးမယ်โอเค copy ကူးပြီးတော့ရင်ဒါလေးပေးလိုက်မယ်เนาะနောက်တစ်ခါပြောကိုသွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနေလဲပြီးတော့ဒီ step button ကိုနှိပ်ပြီးတော့ control panel ကိုသွားမယ်เนาะโอเคเนาะဒီမှာ control panel ပြီးတော့ရင်ဒီနေရာလေးမှာနှိပ်ပြီးတော့သူ icon ပြောင်းလိုက်မယ်ပြီးရင်ဒီမှာ font ဆိုတာကိုသွားမယ်โอเคเนาะဒီ font လေးကိုဖွင့်လိုက်မယ် ဖွင့်ပြီးတော့ရင်ဒီထဲမှာကျွန်တော်တို့ကအာဒီထဲမှာပေါ့နော်လာပြီးတော့ paste ထည့်မယ် paste လောက်လိုက်ပြီးဆိုလို့ရှိရင်တို့ဒီမှာအဲဒီ font လေးဝင်သွားပြီပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ viber ကို install ပြီးအောင်စောင့်မယ် install ပြီးအောင်စောင့်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်တို့ကြည့်ကြည့်မယ်အဲ့တော့ကျွန်တော်တို့မှာအရင်ဆုံး Viber ကိုဖွင့်ဖို့အတွက် Viber မှာကျွန်တော်တို့ဒီ ကျွန်တော်တို့ရဲ့ Viber Viber မှာကျွန်တော်တို့ဒီဖုန်းထဲမှာ Viber ကို invite လုပ်ထားရပါမယ်ဘယ်လိုဖြစ်လို့လဲဆိုတော့ကွန်ပျူတာနဲ့သူ့ကို invite လုပ်လို့မရပါဘူးဖုန်းထဲမှာ invite လုပ်ပြီးသွားရင်သူ့မှာအဲ့ဒီမှာ registration code ဆိုတာပေးလာတဲ့ခါကျအဲ registration code နဲ့ကျွန်တော်တို့ကဒီဖုန်းထဲမှာ install လုပ်ရမှာဖြစ်ပါတယ် okay နော်ဒါဆိုရင်ဒီမှာသူ connecting to Viber ဆိုတာဒီမှာနော်ဒီမှာ connection connecting to Viber ဆိုတာလုပ်နေပြီနော် okay ခါခဏဆောင်မယ် ဒူတာကွန်တက်ဖြစ်လာပြီဆိုတဲ့ဟာကိုကျွန်တော်တို့ပြပြနေပြီအဲ့တော့ကျွန်တော်တို့တွေကဒီဖုန်းနဲ့ကျွန်တော်တို့ရဲ့ Viber ကိုအရင်ဆုံး contact လုပ်ထားမယ်သူပြောတယ် Do you have Viber on the mobile phone နဲ့ Okay ကျွန်တော်တို့ကဒါကိုဖွင့်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့က yes ကိုနှိပ်မယ် Okay နော် yes ကိုနှိပ်ပြီးတော့ရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ရမယ်ဗျဖုန်းနံပါတ်ကိုကျွန်တော်တို့ကတော့ထိုင်းမှာဆိုတော့ထိုင်းမှာပေါ့ဗျာနော် ျွန်တော်အထိုင်းမှာနေတဲ့တခါကျတော့ဒီ Thai phone number ကိုကျွန်တော်တို့ရိုက်ထည့်မယ်တငယ်ချင်းတို့အနေနဲ့လည်းတငယ်ချင်းတို့နေတဲ့နေရာမှာရိုက်ထည့်လို့ရပါတယ်เนาะ โอเคဒါဆိုကျွန်တော် phone number ကိုရိုက်ထည့်လာမယ် phone number ကိုရိုက်ထည့်တော့မယ်ဆိုတော့ဒါကျွန်တော် phone number ပါโอเคเนาะ continue နေလိုက်မယ်ဒါဆိုရင်သူ့ဒီမှာကျွန်တော်တို့ phone ထဲကိုတခါတည်းသူက message တစ်ခုလာပို့လိမ့်မယ်ဗျာเนาะအဲ့တော့ကျွန်တော်တို့ phone ထဲမှာ message ဝင်လာပြီဆိုရင်ကျွန်တော်တို့အဲ့ဒီ message ကိုနှိမ်မယ် နေပြီးတော့လို့ရှိရင် enter to viber ပေါ့နော်โอเคဒါဆိုလို့ရှိရင် viber contact contact ဖြစ်သွားပါပြီ contact ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာမြန်မာစာတွေပေါ်တာမှန်မှန်မှန်ကျွန်တော်တို့လာကြည့်ရမယ်โอเคနော်အဲ့တော့မှန်မှန်မှန်လာကြည့်ရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာရေးထားတဲ့စာလေးတွေရှိတယ်အဲ့တော့ဒါကတော့ကျွန်တော်ညီမလေးပေါ့နော်အဲ့ဒီညီမလေးစီကိုကျွန်တော်စာရေးကြည့်မယ်โอเคခုနကတော့ကျွန်တော်တို့က instant မပြီးခင်เนี่ย ဒီမှာကျွန်တော်တို့ကျွန်တော်က install မပြီးခင်နေရ file ကို control panel ထဲရ file မှာသွားထည့်ထားတဲ့အခါကျတော့ဒီမှာမြန်မာလိုမျိုးတစ်ခါတန်းရတာကိုတကယ်ချင်းတို့လည်းတွေ့ရမှာပါ okay เนาะဒါဆိုလို့ရှိရင်တကယ်ချင်းတို့နားလည်မယ်လို့ထင်ပါတယ်တကယ်လို့နားမလဲဘူးဆိုလို့ရှိရင်ကျွန်တော်ပြန်လာပြီးတော့ mail လို့ရပါတယ်အောက်မှာ comment ပေးခဲ့ပါ okay မင်္ဂလာပါခင်ဗျာ